Japan Construction Group ကတာဝန်ယူတည်ဆောက်ထားတဲ့မြန်မာမှုလက်ရာဆန်တဲ့အင်ဂျီစီကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရင်ကတော့36ပေ45ပေရှိပြီးတော့မြေကျယ်80-60ပုံမှာဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။အေးဒီနေရာလေးရမ်းကြိုက်တယ်။တော်လှတယ်ဒီမှာကြည့်ဦးမန္တန်ကုန်ကြီးပဲ။တော်လေးမိုက်တယ်မီးဆိုင်လေးတွေကလည်းတော်လှတယ်။ဒါ China ကနေ customer မှာထားတာလို့ပြောတယ်။တော်တော်လေးမိုက်ဒီကနေပြီးတော့ခွင်းတောက်ရုံပဲ။ဒီမှာ မတ်ဖြစ်တယ်တော်တော်လေးကိုလာတယ်ဒါရွှေချောင်းနေလားမသိဘူးเนาะအစ်စ်တွေတုံးထားလားမသိဘူးအရင်မကူးကြင်ဆိုဂျာကူစီထဲမှာစိန်နေလို့ရတယ်ခုလိုမျိုးအရန်မိုက်တဲ့အိမ်ကြီးအိမ်ကောင်းတွေကိုတိဆောက်ချင်တယ်ဆိုလို့ရှိရင်တော့ Pan Construction Group နဲ့အမြန်ဆုံးဆက်သွယ်လိုက်တော့เนาะ တော့ဖီရောက်ရှိနေတာကတော့ Pan Construction Group ကတာဝန်ယူတည်ဆောက်ထားတဲ့မြန်မာမှုလက်ရာဆန်တဲ့အင်ဂျီစီကိုရောက်ရှိနေရပဲဖြစ်ပါတယ်။ဒီအင်ကတော့36ပေ45ပေရှိပြီးတော့မြေကျယ်80 60ပေါ်မှာဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။ကဲဖီနဲ့တူဟောင်းတိုးလေးလောက်ကြည့်လိုက်ရအောင်။ ုစဝင်ပြီဆိုတာနဲ့ဒီမှာကြီးမြမမှုလက်ရတိုင်လုံးကြီးတွေကြီးမားတဲ့တိုင်လုံးကြီးတွေနဲ့ဒီမှာကျွန်းတကားနဲ့လှုပ်ထားတာတော်လေးကိုမိုက်တယ်တော်တော် classic ဆန်တယ်လို့ပြောလို့ရတယ်စာဝင်ပြီဆိုတာ ਨੇ ခန်းထားတဲ့ငွေတက်ကိုပေါ့နော်ခံစားမိတယ်ပေါ့နော်တော်တော်လေးမိုက်တယ်မီးဆိုင်လေးတွေကလည်းတော်တော်လှတယ်ဒီဘက်ကလေကျွေပြားတုံးထားတဲ့ ဒီအနောက်ကနောက်ခံကြေးပြားနဲ့ဒီ wallet wallpaper တော်တော်လေးကိုဒါ match ဖြစ်တယ်လို့ပြောလို့ရပြီတော့တော်တော်ကြိုက်နေပြီဒီအိမ်ကိုတော်တော်လေးကိုလှရဲဒါအယောင်နုလေးတွေတုံးပေးထားတာပေါ့နော်ဒီထိုင်ကုန်တွေကကျွန်းထိုင်ကုန်တွေနေမယ်နော်ဒါဈေးကြီးလောက်တယ်ဝင်ပေါ့ရဲ့တက်တက်မှာသူတို့လှုပ်ထားတာသီလားဟိုကအလှဆင်ထားတာကြွေပြားနဲ့တော်တော်လေးမိုက်တယ်နော်ဒီမှာကြည့်အောင်ငါလေးတော်တော်လှရတယ် ဒါတော်တော်ဈေးကြီးမဲ့ပုံပဲเนาะ pass construction ကအကိုတွေကိုမေးကြည့်တာဒါ China ကနေ customer မှာထားတာလို့ပြောတယ်တော်တော်လေးမိုက်တော်တော်လေးကိုကြိုက်တယ်ဘားကောင်နာကလည်းတော်တော်လေးလာတယ်လိုက်ပြမယ်เนาะဘားကောင်နာကိုလိုက်ပြမယ်ဒါအဖြစ်အကြိုက်ဆုံးနေရပဲဝါအမလေးညင်း ာထိုင်ပြီးတော့ရေကူးကန်လေးကိုငေးပြီးတော့ကြည်လဲဒါတော်တော်မိုက်တယ်ဒါရေကူးကန်ကိုလှမ်းမြင်ရတာတော်တော် vibe လေးကတော်တော်မိုက်တယ်ပြီးတော့ဒီလေးကနေပြီးတော့ဖွင့်တော့ရမယ်ဟိုမှာအေးတငယ်ချင်းနဲ့ချင်းမှာပဲဖြစ်ဖြစ်ဒါမိသားစုနဲ့ relax လုပ်တဲ့နေရာလေးဆိုလည်းမမှားဘူးတော်လေးကိုမိုက်တယ် ့ရှိရင်ဖီနဲ့သူ kitchen ကိုသွားကြည့်ရအောင်။ဟော kitchen ကြီးအကျယ်ကြီးပဲ။ဒီ kitchen ကိုကြကြယ်လေးယူထားတာဖီလို့ Asian မအတွက်ကတော့ဖီကတော့တော်တော်လေးကိုကြိုက်တယ်။ဒီမှန်နေနဲ့လှုပ်ထားတာဒါတုံတုံတိတ်မတွေ့ဘူး။တော်တော်လေးကိုလှရဲပြောလို့ရတယ်ဒီမှာမှန်ပေါင်လေးနဲ့ဒီမှာကြည့်အောင်လှုပ်ထားတာတော်တော်လေးကိုဒါဘိုးဆန်းတယ်။ တော်လေးကိုမိုက်တယ်ကျွေပြားနဲ့ match ဖြစ်နေတာပဲအမက်ရောက်လေးယူထားတာဒါဆိုလို့ရှိရင်ဒါအောက်ထက်ကလည်းပြတာပြေစုံတလောက်ဖြစ်နေပြီဆိုတော့ဖီနဲ့တူအပေါ်ဓာတ်မှာဘာရှိလဲဆိုတော့တွားကြည့်ကြမယ်လေနော်တူတူလိုက်ကြည့်ကြပါပေါ်တက်တဲ့လေကလည်းကက်ဖလစ်ကအကြီးပဲနော်ကြကြဲဝင်းနဲ့တော်တော်လေးကိုကြီးကြီးစောက်ထားကြည့်ပါဦးကနုတ်တွေကလည်းတော်တော်လေးကိုလှရကြည့်ဒီမှာကြီးကနုတ်တွေလှထားကဲဖီနဲ့တူအပေါ်သွားဆက်စုကြမှာလာလိုက်ခဲနော် ထမတက်ကိုစရောက်တာနဲ့အရန်တက်ပယ်တဲ့ဖရာစင်ကိုတွေ့ရတာပဲဖြစ်ပါတယ်အော်ဖျားစင်ကိုလည်းလှုပ်ထားတာဒီမှာကြည့်ပါဦးရွှေဟိုဟာ match ဖြစ်တယ်တော်တော်လေးကိုလာတယ်ဒါရွှေချောင်းနေလားမသိဘူးเนาะအစ်စ်တွေတုံးထားလားမသိဘူးဘန် construction ကအကိုရေရသိလားအော်ဒီမှာကြည့်ကျွန်းနဲ့ဒီမှာကြည့်ဒီဖျားစင်เนี่ยတော်တော်လေးကိုဒါတပ်ပယ်တယ်လို့ပြောလို့ရတယ်ဖျားစင်ကလည်းအော်ဒါ master bedroom ပဲဒါပထမတည်းရဲ့ဒါ master bedroom အခန်းပေါ့เนาะ ကြည်ကြဲလောလောရှိတယ်။ဟောဒီမှာလဲဟောအင်နာကြီးချိုးကန်းပါတယ်။အာဒါတော်တော်လေးကိုဒါကျဲတယ်လို့ပြောလို့ရတယ်။ဟောဒီဘက်မှာဒီမှာကြည့်အောင်အဝတ်လဲကန်းပြီးတော့လေးလဲလှုပ်ပေးထားတယ်ကြည့်အောင်နေရာ space မပုတ်သွားဘူး။တော်တော်လေးကိုဒါစနစ်ကျတယ်လို့ပြောလို့ရတယ်။ဒီနေရာလေးမှာလဲဒါအဝတ်လဲဒီမှာတခန်းလုံးမှာဒါအဝတ်လဲကန်းနဲ့ပါနဲ့တစ်ဆက်သေးဆိုတော့တော်တော်လေးကိုအဆင်ပြေတယ်။ ောက်ခံမှာ Star Baron တခန်းပဲတော်လေးကိုကျဲတယ်နော်တော်လေးကိုကျဲတယ်ပြောလို့ရတယ် furniture တွေရတယ်သူတို့ကမှားထားတယ်ပြောတယ်မရောက်သေးတာတဲ့ဟာဒီဘက်မှာကြည့်အောင်ဟောကျစီရလေးဒီမှာကြည့်အောင်ဝန်ဒါကိုအကွေးလေးလှုပ်ထားတာတော်တော်လေးကိုဘိုးဆန်တယ်အေးဒီနေရာလေးရမ်းကြိုက်တယ်မှာကြည့်အောင်တော်လှတယ်ဒီမှာကြည့်အောင်မန်နေကောင်ကြီးပဲအလားပြင်လို့တော်တော်ကောင်းတယ် မကြောင်မီးက3မျိုးတောင်ရတယ်တော်လိုက်တာပဲဟာဒီဘက်မှာကြည့်ရောကျုံးတွေနဲ့ဝါးထရော့ကိုလောက်ထားတာဟင်းဒါတော်တော်လေးကိုမိုက်တယ်ဝယ်လဲခန်းကနော်တတခန်းထဲမှာဟိုဒီမှာအဝယ်လဲခန်းရောအိတ်ခန်းရောတော်တော်လေးကိုမိုက်တယ် classic channel လို့ပြောလို့ရတယ်ဖီကတော့အကြိုက်ဆုံးနေရာကိုပြောပါဆိုရင်တော့ဒီ master bedroom ခန်းကိုအကြိုက်ဆုံးမယ်ဟာဒီနေရာလေးကိုအရင်ကြိုက်တာပဲဖီဒါဆိုရင်တော့ဒီမှာထတော့မှာမဟုတ်ဘူးအလပြင်းတာ2နာရီ3နာရီကြာတော့မှာပဲ ။မကြည့်အောင်ရချိုးကအိမ်နာကိုလည်းလှုပ်ထားတယ်ဒီမှာကြည့်အောင်ချွေပြောင်းမှာနှစ်ယောက်ဆက်လေးတုံးထားတာချစ်စရာလေး။ဟောဒီမှာလည်းဒီမှာလည်းမှန်အကြီးပါတယ်။ဟင်းငိုပဲ့များလိုက်အောင်။အော်ဒီမှာလည်းအောင်ပြောင်းလို့ရတယ်တော့ထည့်ထားတာ။အိုးဒီမှာကြည့်အောင်ယာကူစီပါတယ်။ရာကူစီဆိုလို့ရှိရင်အောက်မှာရေကူးကန်လည်းရှိရယ်ဒီမှာအောက်မှာရေကူးကန်မလုပ်ချင်ဘူးရေမကူးချင်ဘူးဆိုရင်ရာကူစီထဲမှာစိန်နေလို့ရတယ်။အဲတနေ့ကောင်စိန်နေမှာဖြစ်တာဆိုလို့ရှိရင်ကြီးဘက်ဒရောမိုက် ။ငါကြည့်ရော။ဒီမှာလေလေကားနင်းပြားတွေကိုကျွန်းသားနဲ့တပြားတည်းတုံးထားတော်တော်လေးကိုတက်တော့တက်တာရှိတယ်တက်ရတာလဲပန်ကွန်စထရက်ရှင်အကိုတွေတော်တော်တော်တယ်လို့ပြောလို့ရတယ်။မိုက်လိုက်တာမီဆိုင်ကိုလည်းကြည့်ပါအောင်ညီမကြည့်အောင်ကြီးပဲအောက်ထီတောင်မြင်ရတယ်ညီမကြည့်အောင်ဟိုးအောက်ထီမြင်ရတာတော်တော်လေးကိုလှရတော့ခန်းနာလိုက်တာ ะเล่ baby คันทินเนี่ยดิดีอ่ะเลยอ๋อดาเล่เลยตลอดหล่าเลยမကြုံမီးဆိုင်လေးတွေနဲ့တော်တော်လေးကိုဟိုဒါအရန်မကျဲပြီမဲ့လဲမာစတာဘရွန်းထဲမှာတော့ဒါအသေးသေးတက်တက်နဲ့လှက်လှပပလေးလှုပ်ထားတာကိုတွေးရှိရတယ်။အမဲရောင်ကြိုက်တယ်။ဘီကအမဲရောင်အရန်ကြိုက်တော့ဒီကြွေပြားတော်တော်လှတယ်ဒီမှာ။ဘေးစင်လေးလည်းတော်တော်လှတယ်။ဟောဒီမှာလည်းဘတ်တက်ပါတယ်။ဒီမှာလည်းဘတ်တက်တစ်ခု။ဟင်းတေချာလေးကိုစောက်ထားတာပဲ။ ဘလတ်နဲ့လိုက်အောင်လို့ဒီမှာကြည့်ရောအလှဆင်မိထားတဲ့ရွှေလေးတွေကုတ်ပြီးတော့တော်တော်လေးလှတယ်နော်ဖီကတော့အာဒီရေချိုးခန်းထဲမှာဆိုရင်တော့ဒီရောင်ဒီခန်းကိုအကြိုက်ဆုံးပဲဒီခန်းကဘလတ်သုံးထားတာလေးကိုတော်တော်သဘောကျတယ်ကာတတိယထက်ရဲ့ master baron နောက်တခန်းပေါ့နော်ဒီခန်းကလည်းကြည်ကြဲလောလောရှိတယ်ကျဲတယ်ဒီဘက်မှာလည်းအဝတ်လဲခန်းရှိတယ်ချက်ကြည့်အောင်နော် ဟောဒါကလေခုနပုံစံလေးတမီလေးခန်းဆိုတော့ခုနပုံစံလေးအတိုင်းပဲစောက်ပေးထားတာဒီချိုးခန်းကိုကြာတော့ဒီတစ်ခါအဖြူလေးသုံးပေးထားတယ်ဒီမှာ match ဖြစ်နေရောဒီမှာလည်းမှန်ပါပြန်ပြီမှန်တွေ့မနေနိုင်ဘူးမကြည့်လှလားလင်းနေလား လဲတတိယထက်မှာအဲကန်းနောက်တစ်ခုပါတာပဲတော်တော်လေးလဲကြကြဲလောလောရှိရယ်အိုးဒီမှာတတိယထက်ရဲ့ဒါဝရန်တာနောက်တစ်ခုဝရန်တာနောက်တစ်ခုပေါ့နော်ဟောဒီမှာလဲကြည့်အောင်ဒီမှာအမိုးလေးလှုပ်ပေးထားတယ်ဒီမှာတိတိချာချာလေးပြင်ထားရလဲတွေ့ရတယ်ဟောကျဲကြီးပဲဒါအေးစေးနားယူလို့ရတယ် chill လုပ်လို့ရတယ်တငယ်ချင်းတွေနဲ့တစ်ခါတလေကြလို့ရှိရင်ဒီမှာ chill လုပ်ခြင်းလဲဒါအနားယူလို့ရတယ်လာလိုက်တာ ာကတော့ Pan Construction Group ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပေးထားတဲ့အရန်ကိုကြီးကျယ်ခံထားတဲ့အင်ဂျီပဲဖြစ်ပါတယ်။ဒီလိုမျိုးအရန်မိုက်တဲ့အင်ဂျီတွေကိုဖိနေအတူတူပြီးလိုက်ကြည့်ရလို့လူကြီးမင်းတို့လည်းချိန်နဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ခုလိုမျိုးအရန်မိုက်တဲ့အင်ဂျီအင်ကောင်းတွေကိုတိဆောက်ချင်တဲ့ဆိုလို့ရှိရင်တော့ Pan Construction Group နဲ့အမြန်ဆုံးဆက်သွယ်လိုက်တော့နော်။ Ta-da!